တော်ကထွန်ရဲ့စားတော့တဲ့လယ်သမားတယောက်ဟာသူ့အိမ်ကနွားတကောင်တဘူတက်ပြီးတော့ခိုင်းမယ်ဆိုရင်အဲ့ဒီနွားဟာထိုးထိုးပြီးတော့အိတ်တယ်ဘယ်တော့မှဟိုမောင်းလို့မရဘူးအဲ့ဒီနွားကိုစိတ်မရှိတဲ့အခါကျဘာလုပ်တုံးဆိုရင်လက်တက်ပြီးမောင်းတဲ့အခါနွားကထိုးအိတ်ရှေ့မသွားတဲ့အခါဘာလုပ်တုံးအနန္တမှာရှိတဲ့ကောင်ရိုးဘုံကကောင်ရိုးတွေကိုယူ ယူပြီးတော့နွားရဲ့လက်ဘင်းကိုကောင်ရိုးတွေနဲ့ချီကောင်ရိုးရုံးကြီးတွေနဲ့ချီပြီးတဲ့အခါကျမလုပ်လဲဆိုရင်မီးရှို့လိုက်အဲ့ဒီကောင်ရိုးတွေမီးလောင်ပြီးနွားဟာမီးလောင်တာနဲ့တေဆုံးသွားတယ်ဆိုတာတေဆုံးသွားလဲသမားတယောက်ဟာနွားတကောင်ကိုအဲ့ဒီလိုတတ်ခဲ့တယ်သူကအဲ့ဒီလိုတတ်ခဲ့သည့်အတွက်ကြောင့် ဒီအကုသိုလ်ကအကျိုးပေးတဲ့အခါမှာသူကအပင်ငရဲငရဲကုန်ရောက်သွားသေးတယ်။ငရဲကပြန်လွတ်တဲ့အခါကျတော့ဘဝတိုင်းဘဝတိုင်းပြီးလောင်ပြီးတော့လက်ဘဲမှာမိခွင်းစွတ်ပြီးတည်ရတဲ့ဘဝတွေများ။နောက်ဆုံးမှာသူ့ဘဝထင်းထင်းရှားရှားဇလန်းပေါ်သွားတာတော့ဘယ်မှာတော့ဆိုရင်ရဟန်းတော်တွေဟာခရီးသွားလာတဲ့အချိန်မှာရွာတရွာကိုရောက်ကြတယ် သူတို့ရောက်သွားတဲ့အချိန်မှာအဲ့ဒီရွာမီးလောင်တယ်မီးလောင်ပြီးတော့တရွာလုံးရွာလုံးကျွတ်မီးလောင်သွားတဲ့အခါမှာကြီးကကြီးငှက်တကောင်ကရွာပေါ်ကနေဖြတ်ပြန်သွားတယ်အောက်ကမီးတွေကလောင်နေတယ်သူကအပေါ်အဖြတ်သွားအဲ့ဒီပြန်သွားတဲ့အချိန်မှာအိမ်တဲ့အိမ်ကနေပြီးတော့မီးလောင်တဲ့မိခွင်းလေးတကူကရှူးကနေတက်ပြီးတော့အဲ့ဒီကြီးကရဲ့လက်ဘင်းကိုသွားဆော့ နော်ကောင်းငင်ကသူ့ဘာသူပြန်သွားတဲ့ခြေကန်းကိုအောက်ကမိခွင်းကတက်ပြီးတော့ဆွတ်ပါတယ်မဖြစ်နိုင်တဲ့ဟာဖြစ်သွားဖြစ်နိုင်ကြအကြောင်းမရှိဘူးသို့တော့ကံကြမ္မာဆိုတာ accident မိခွင်းကြီးကရှုကနေတက်သွားပြီးတော့ခြေရဲ့လက်ဘင်းကိုသွားဆွတ်မိရဖြစ်တယ်ခြေကမိခွင်းနဲ့တိုးမိရဖြစ်သွားအဲ့ဒီအချိန်မှာခြေဟာမေးလောင်ပြီးတော့သူတို့ရှိမှပဲကြပြီးသိဆုံးသွားတယ်ရန်နေဟာ မြတ်စွာဘုရားနဲ့တွေ့တဲ့အခါရှောက်ကြရှင်မယားတပည့်တော်တို့ထူးထူးဆန်းဆန်းရွာမီးလောင်လုံးမိခွင်းတကူကတက်ပြီးကြီးရဲ့လေဘင်းဆွတ်ပြီးအဲကြီးဟာတရားတယ်ဘာကြောင့်လဲဆိုတော့မြတ်စွာဘုရားဒီဇလန်းကိုပြန်ဟောတယ်သူဟာလေသမားဖြစ်တော့ကနွားကောင်ကိုဒီလိုတတ်ခဲ့ဘူးတယ်အဲ့ဒီတတ်ခဲ့တဲ့အကုသိုလ်ကံကြောင့်ဒါအတုံးအလှဲ့ခံရတယ်လို့ဆိုတယ်ကဲတယ်လို့ခံရတဲ့အခါမှာအင်မတန်မှကြောက်စရာကောင်းတဲ့ဟာ အတုံးလဲဆိုတဲ့နေရာမှာသူဟာတခါတတ်ပြီမဲ့ခံရတာကြခါပေါင်းများဆိုခံအဲ့ဒါကြတော့မတရားဘူးလို့များပြောချင်ကြသလားလို့ဆိုနော်လောကရဲ့မျိုးစေ့ရဲ့တဘာဝကိုကြည့်လိုက်တရားစီလေးကိုစိုက်တုန်းကတစည်းပဲစိုက်တယ်အတီးတီးတဲ့အခါကြတော့တနစ်တနစ်ကိုအ ਨੇ စုံတောင်းချီထောင်းချီတီးတယ်နော်စိုက်တာတစည်းပဲ သီးတာထောင်ချီသီးမျိုးစေ့ရဲ့သဘောဟာအဲ့တိုင်းပဲကံကြမ္မာဟာလည်းပဲမျိုးစေ့ဖြစ်သွားမျိုးစေ့ဖြစ်သွားသည့်အတွက်ကြောင့်ကိုလုံးတုံးကတခါခံရတဲ့အခါခါပေါင်းများစွာခံဒါကြောင့်မို့စိတ်တကောင်တတ်ပြီးတော့စိတ်ကိုလဲလိလဲလိပြီးတော့ဧည့်သည်တွေကိုဧည့်ခံပြီးတော့ကြွေးလိုက်တဲ့အမျိုးသမီးတယောက်ရဲ့ဘဝဟာ စိတ်မွေးနဲ့အမြစိတ်မွေးနဲ့အမြဆိုတာအကျိန်မောများစွာလို့ဆိုလိုတာပေါ့ဘယ်သူကမှစိတ်မှာဘယ်နှမွေးရှိတယ်လို့ရေတွက်ထားတာမှမဟုတ်တာနော်အကျိန်မောမြောင်များစွာလို့ဒီလိုပဲလဲလှီးပြီးတော့သေခံသူသေပြီဆိုရင်လဲလဲပြတ်လဲပင်ပြတ်ပြီးသေတာစိတ်ကိုလဲပင်ဖြတ်ပြီးတော့အက်ခံကျွေးမွေးခဲ့တဲ့အမျိုးသမီးတယောက်ရဲ့ကံကြမ္မာဟာအဲ့ဒါလို့ကြုံရအဲ့တော့ဘဝမှာကံကြမ္မာဆိုတာဟာ အလွန်ကြောက်စရာကောင်းတယ်လို့ဆိုလို့ကံကြမ္မာနဲ့တန်တရာတန်တရာရှိနေတယ်ဗျာဒီကံကြမ္မာတွေကဘူးမှမလုပ်ဘူးလို့သူတို့ဆိုလို့တယ်နော်ကံကြမ္မာတွေကလွတ်နိုင်စွာမရှိဘူးမြတ်စွာဘုရားကအဲ့ဒါကိုဟောတယ်ဥဘောပုံဉ္စပါပင်္စယံမေသောကုရုတေဣဒာဣဒာဤလက်ရှိဘဝမှာမေသောလူတယောက်ဟာ ဥပ္ပပုံဉ္စပါပင်္စကုသိုလ်လည်းလှုပ်တယ်အကုသိုလ်လည်းလှုပ်တယ်နှမျိုးလုံးလှုပ်တယ်တင်ကြီးတန်တတကံဟောတိသူလှုပ်တဲ့ကုသိုလ်ကံအကုသိုလ်ကံသူပိုင်သွားတယ်သူ့အแทမှာဖြစ်သွားတယ်ဒါပိုင်နေဆိုတဲ့သဘောကဘာလို့ဆိုရင်အစာတစ်ခုကိုစားလိုက်လို့ကိုယ်ပိုက်ထဲရောက်တိုင်းကိုယ်ပဲကိုယ်နဲ့ပဲပတ်သက်တယ်လေခဏကလှုပ်တဲ့လှုပ်ရဟာလည်းပဲ ကိုယ်တဏ္ဍမှာဖြစ်တဲ့အတွက်ကြောင့်ကိုယ်နဲ့ပဲသက်ဆိုင်တယ်သူများနဲ့ပဲသက်ဆိုင်ဒါဟုဆိုလို့လေတင်ကြီးတတတကံဟောဒီဒါသူနဲ့သာသက်ဆိုင်သွားပြီသက်ဆိုင်တာကိုပြောတာနော်သက်ဆိုင်တာဆိုတာ responsible ကိုလို့ရင်ကိုပဲဥပမာလူတယောက်ဟာလူသတ်မှုသွားကျူးလွန်တယ်ကျူးလွန်ရင်ဒီပြစ်မှုကသူစီလာသူနဲ့ပတ်သက်တာ responsible ကိုပြောတာတင်ကြီးတတတကံဟောဒီ အဲ့ဒီသူလုံးလိုက်တဲ့အလုပ်ဟာသူ့ရဲ့သူနဲ့သာပတ်သက်ပြီးတော့သွားတယ်တင်ဆအာရာယခိစတိဘဝခရီးကိုထွက်ရတဲ့အခါမှာဒီဘဝသိဆုံးသွားရင်အဲ့ဒါသူ့နောက်ကပါသွားမယ်လို့ဆိုလိုတယ်တင်ဆတာအနုကံဟောတိဆာယဝအနတ်ပါယိကိုလုံးတဲ့ကောင်းမကောင်းကံတွေဟာကိုနဲ့အတူတကွာပါလာမှာတဲ့ဘဝတန်မြတ်ရှောင်ပြေးလို့မရဘူး ကိုလုပ်ခဲ့တဲ့အလုပ်ဟာကိုနဲ့အတူပဲရှိနေတယ်။အမြဲတမ်းကိုနဲ့အတူတကွရှိနေတယ်။ရှိနေသည့်အတွက်ကြောင့်လူတွေဟာတယောက်နဲ့တယောက်မတူညီတဲ့သဘောတွေအသက်တိုးတဲ့လူကတိုးအသက်ရှည်တဲ့လူကရှည်ရုပ်ချော့ချောတဲ့လူကချော့ရုပ်ဆင်းရဲတဲ့ကျုပ်ဆိုးတဲ့လူကဆိုးပစ္စည်းဥစ္စာပေါ်တဲ့လူကပေါ်တယ်ဆင်းရဲတဲ့လူကဆင်းရဲတယ်ဆိုတဲ့ကွဲပြားခြားနားမှုတွေဟာ ဘယ်ဖရာသခင်ကဖန်ဆင်းတာမှမဟုတ်ဘူးကိုယ်ကိုယ်တိုင်လှုပ်တာဖရာသခင်ဖန်ဆင်းရင်ဖရာသခင်ပြည့်တင်နေကြအောင်မယ်အခုပြည့်တင်စရာမရှိဘူးဘယ်သူမပြုတ်မိမိမှုကံကြမ္မာနဲ့တန်တရားဆက်ဆက်နေတယ်ဆိုဒီအမြင်မျိုးအဲ့တော့ဒီအမြင်မျိုးမြင်ထားခြင်းအပြင်ငါလှုပ်လို့ငါဖြစ်တာဆိုရင်ကိုယ့်ကိုယ်ပဲပြည့်တင်မှုရှိတယ်လူကကိုယ်ကိုယ်ကိုကြတော့ပြည့်မတင်ဘူးနော် လူဆိုတဲ့သဘောတရားတွေဟာတော်တော်ထူးဆန်းတယ်လူတွေဟာတော့အံ့စရာကောင်းမတော်တဆပကောင်ပကံလေးတစ်ခွက်ကိုယ်ချောင်ကြွက်ွဲတယ်ဆိုရင်မတော်လို့တယ်သူများချောင်ကြွက်ွဲရင်နမောနမဲနိုင်တယ်လို့အပြစ်တယ်နော်ဒီပကံလေးတစ်လုံးမှမနိုင်ရဘူးလားကြွက်ွဲရမလားဆိုအပြစ်တယ်ကိုယ်ကြတော့ဘာဖြစ်လဲမတော်လို့ကိုယ်ကြတော့ခွင့်လွတ်ပြီးသားဖြစ်နေတယ်မတော်လို့ဆိုတဲ့ပုံမှန်နဲ့ခွင့်လွတ်လိုက်တယ် ဟွာကြတော့နမောနမဲနိုင်တယ်ဆိုပြီးဆွဲချက်တင်တယ်အဲ့ဒါလို့လူရဲ့တဘာဝအဲ့တိုင်းပဲအေးဒါကြောင့်မလို့လူတွေဟာကိုလို့သမျှကိုပဲခံဘယ်သူမှပြစ်တင်ကြမရှိဘူးအဲ့ဒါကြောင့်မို့ဘာလုံးဝမလဲလို့ဆိုလို့ရှိရင်ကောင်းတဲ့အလုံးနဲ့မကောင်းတဲ့အလုံးကွဲပြားခြားနားဆိုတာသိရမယ်